ကနစ်စားလားဆိုတော့လေမြဲတော့လည်းမစားနိုင်အောင်လေဘာလို့ဆိုတော့အပင်ပေါက်မှပဲစားလို့ရတာဆိုတော့ပေါ့နော်ဒါပေမဲ့တော်တော်များများစားဖြစ်ပါတယ်ပေါ့တော့ကိုခြံလေးသိရမလားခြံထဲမှာလည်းဥပုအပင်ထိုက်တာ哦အဲ့ဒါလည်း organic ပဲစိုက်တာအဲ့ရလည်းကားကနေကြက်စီကားတွေကုန်ခံပြီးတော်တော်ပြီးတော့အပင်နေယူတာဒီမှာကြည့်အနီးကန်လေးကြည့်ပါပြီးတော့မယ်ဒီမှာကျတော့ဒီမှာပိုးလေးတွေရှိရလေအဲ့မှာဒီအမဲလေးတွေပေါ့ဒီအမဲလေးတွေကပြောမယ်ဆိုရင်ပိုးလေးတွေပေါ့ လူတာတော့အာပြောမယ်ဆိုရင်တော့အပြင်မဆိုင်ပဲနဲ့လည်းနုနေလူအများကြီးပါပဲ။ဒါပေမဲ့ပိုကတော့ဟိုကိုပျော်တယ်ပေါ့နော်။ပိုကပျော်ရှင်မှုကအဲ့ဒါပေါ့။ဥပမာသူများတွေကကြတော့လေသူတို့ကသူတို့သူတို့ဆိုင်နေသူတို့တခြားပျော်နည်းတွေရှိမှာပေါ့။ပိုကကြတော့အပြင်ဆိုင်ရတာကြိုက် အပင်လေးကြီးလာတဲ့အပင်လေးကြီးလာဘာမမီရကြရင်ဒါအကုန်ကြီးတယ်နော်ဟုတ်တယ်မလားမင်္ဂလာပါရှင်။ဒါတော့ဟိုဟွာရေလောင်းနေလို့ကတော့ဘိုးတိတ်မလုပ်ပါဘူး။မအားလို့ပေါ့နော်။ဒါတော့ဒီနေ့ကတော့ရေလောင်းပါဘာလို့ဆိုအပင်လေးတွေကတေကန်နီးနေမကြည့်အောင်။နွမ်းဖန်နေ။စိတ်ညစ်တယ်။ ပင်လေးတွေအဲ့လိုနွမ်းနေရင်ပတ်ထဲမှာတိတ်မကောင်းအောင်းတောင်းတောင်းနေဒါကတော့မုံလာဥအဖြူပင်ပေါ့နော်တကယ်ကြရင်ပူပူအနေနဲ့ဆိုရှင်ဒါမုံလာဥအဖြူပင်ကအရန်ကြက်တယ်သူ့ကိုနည်းနည်းလေးခွဲပေးရမှာပေါ့နော်ပူပူမအားသေးလို့ကိုဗစ်မှာတွေကဆဆိုင်တာဆိုလို့ရှင်အခုဆိုလို့ရှိရင်၅နှစ်ကျော်တည်းပေါ့နော်အမ်ဟုတ်တယ်ကိုဗစ်ကိုဗစ်မှာကပူပူအာအားတာရောနောက်ပြီးတော့အဲအိမ်ဆောက်ပြီးတဲ့အချိန်မှာနေရာလေးပါလေးရှိတော့အိမ်ခေါင်းမိုးပေါ်နေရာရောက်သွားတော့ စိုက်မယ်ဆိုပြီးစိုက်ခဲ့တာပေါ့နော်ဆိုရင်ဒါပေမဲ့ဟိုအမြဲတမ်း organic စားလားဆိုတော့လေအမြဲတမ်းတော့လည်းမစားနိုင်အောင်လေဘာလို့ဆိုတော့အပင်ပေါက်မှပဲစားလို့ရတာဆိုတော့ပေါ့နော်ဒါပေမဲ့တော်တော်များများစားဖြစ်ပါတယ်တော်တော်ပိုးခြံလေးပြည့်ရမလားခြံထဲမှာလည်းပိုးပိုးအပင်ထိုက်တာ哦အဲ့ဒါလည်း organic ပဲစိုက်တာအဲ့ဒါလည်းကားကတွေဓာတ်စီကားတွေကုန်ခံပြီးတော်တော်ပြီးတော့အပင်နေယူတာဒီမှာကြည့်အနိကလေးကြည့်ပါတီးတော့မယ်ဒီမှာကျတော့ဒီမှာပိုးလေးတွေရှိရယ်လေအဲ့မှာဒီအမဲလေးတွေပေါ့ ဒီအမဲလေးတွေကပြောမယ်ဆိုရင်ပိုးလေးတွေပေါ့နော်မနေ့ကဆိုဒီမှာပိုးတီးတယ်ဒီမှာလည်းတီးတယ်ဒါပေမဲ့ဒီပိုးလေးတွေက ဖြတ်စည်းလို့ရှိရင်အပင်ကဘယ်လိုပြောရမလဲအသီးလေးတွေတီးတာနည်းနည်းအားနည်းဝါပေါ့နော်အဲ့တော့သူ့ကိုဘာဖေးဖျက်ရမလဲဆိုတော့တောင်တူလေးတော့သူတီးမှာပေါ့ဒီပဲသီးလေးမှာအဲ့လိုမျိုးဖြစ်တတ်တယ်ဒါပေါ့နော်အဲ့ဒီမှာပဲသီးလေးတွေမှာအဲ့လိုမျိုးလေးဖြစ်တတ်တယ် ပြီးခါကြရင်တချို့ပင်လေးဆိုလို့ရှိရင်ဖြစ်ကိုမဖြစ်ဘူးဘာလို့ဆိုတော့ဟိုဘာလဲနှင်းနှွန်အစီလေးဆိုလို့ရှိရင်အကောင်လေးတွေကလောလောဆားသွားတာအငှက်ကလေးတွေလလဆားလို့အဲခါကြရင်ပိုးလေးတွေကလည်းဆားတယ်အဲကြရင်အေးနေဆားနေဆားငါဆားပေါ့နေတော့ဆားငါတော့ဆားဆိုပြီးတော့အဲ့လိုမျိုးစိတ်နေပဲဟောဖြစ်ရပါတော့ဒီဘက်နောက်ကတော့သူကမုံလာဒုတ်အဖြူလေးအစိမ့်ဒုတ်တွေလားမသိပါဘူးပြောမယ်ဆိုရင်တော့သူကလည်းဒီနေ့ကတော့သူ့ကိုခူးမယ်ပေါ့နော်သူ့ကိုစားမယ် ဲ့မှာကြည့်ပါအောင်ဘာမှလည်းမဆိုင်မနဲ့ခရင်ညီသေးပင်ကပေါ့အဲ့နဲ့ကိုမနှုတ်တော့ပဲနဲ့လောလောဆယ်ဒီမှာထားဟာနော်သူ့ကိုထုနှုတ်ပေးရမှာအမှသူကတီးတယ်တီးရမှာပို့ပို့မအားတာရောအင်းကခလေးတွေကလည်းသူတို့ကလည်းမအားနဲ့ပြင်ဆိုင်တဲ့နေရာဒီဘက်မှာကြည့်ကြည့်လိုက်ဘယ်လောက်ထိဝါသလားဘာဟိုဘက်ကြည့်ပါအောင်အဘိုင်လဲဆိုတော့အဲ့လိုတွေပေါ့နော်ဟုတ်တယ်ဆက်မြေတွေရော။ तू อ่ะအဲ့ဒီဟောအုံးပင်ပေါ့။ Oh sorry ။ အုံးကလေးတွေကိုခံပြီးတော့မှမြေကြီးထည့်လို့ရှိရင်ပြီးမှရပေါ့ကပဇွန်အခွန်ပေါ့နော်ပဇွန်အခွန်နဲ့ပြီးရင်စက်သားအယိုးတွေရောအယိုးတွေရောနောက်ပြီးတော့အာနောက်ပြီးတော့မပန်တီခွန်ကျွတ်သူမျိုးကျွတ်သူအခွန်ပြီးရင်ကြက်ဥအခွန်ကြတော့သူကအာအချောင်းလန်းပြီးတော့ထောင်းပေါ့နော်ပြီးသွားရင်ရှိမြအခွန်တွေအကုန်လုံးအဲ့ညီထဲမှာထည့်ထားပါပေါ့ ထည့်ပြီးတော့နည်းနည်းလေးတပတ်တို့အာကြာကြာလေးနှက်ထားရင်တော့ပိုကောင်းတယ်ကွာသူကရက်၄၀လောက်တို့၄၅လောက်နှက်ထားရင်တော့အကောင်းဆုံးပေါ့ပြီးတော့မှစိုက်လို့ရှိရင်ပြောမယ်ဆိုရင်ဆနောင်းကဓာတ်မြေတော့အော်လာမလို့တဲ့အော်ဂန်နစ်အော်ဂန်နစ်အပင်လေးတွေဖြစ်သွားမှာပေါ့နော်စိုက်ခင်းနေရအဲ့လိုအော်ဂန်နစ်တွေဈေးကြီးတယ်အဲ့လိုမြေတိတ်ဆိုပဲအခုဆိုရင်ရင်တော့အော်တတောင်း2000ကျော်မသိဘူးအခုဆို3000ကျော်လောက်ရှိတယ်ပြီးတော့ဟိုဟာထက်ဒီဟာထက်နဲ့အယူအမ ပဲသီးလိုမျိုးအပင်မျိုးဆိုရင်အယိုးမုတ်ထဲရအဲ့ကြလို့ရှိရင်တော့သူ့အနေနဲ့သူ့ကုန်းနဲ့ဆိုတော့ဒီလိုဒီလိုလိုလိုဆိုရှိရင်၄တောင်း၄တောင်းလောက်လောက်ကုန်းဒီလိုတိုးပေါ့အဲ့ဒါမှဒီဒီအိုးလေးမပါသေးဘူးပေါ့အဲ့ဆိုလို့ရှိရင်၅တောင်းစိုက်တာနဲ့ပါလဲဆိုတော့နည်းနည်းတော့ organic ကတော့ဈေးကြီးရပါတော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အပင်မန်းခံပြီးစိုက်ပြီးတော့ဈေးကြီးတော့အခုကောင်းတာကြတော့အာတတိလိုက်ရင်ယောဂါရေးတိတ်ဖြစ်နေပြီ။ပြပိုးကဝိတ်ချရလို့ဆိုတော့ အသီးရမြများစားရတဲ့ကြိုက်တယ်။အသီးရမြများစားရရင်စားလီလေဒီကမ္ဘာကြီးထန်းထားတဲ့စင်းထန်းထားတဲ့အသီးမြန်လေးနဲ့ဆိုရင်ပြောပို့ပြီးတော့တော့ခပိုးရမှာပေါ့နော်။အခုတော့နည်းနည်းယောဂနည်းနည်းတက်တာမဖြစ်တော့ဘူး။လဲလက်ဆက်တဲ့ကျမကြီးရလက်ကောင်းနဲ့ပျော်လဲပျော်တယ်။တင်လေးတွေဖြစ်လာလို့ရှိရင်အာငါတင်လေးတင်လေးဖြစ်လာပြီဆိုပြီးတော့အဲ့လိုမျိုးကြည့်ရတာပဲပြောပို့ကပျော်ရတယ်။အဲ့လိုလဲဟုတ်ချင်မှာဟိုမှာနုတာတော့အာပြောမယ်ဆိုရင်တော့ဒီမဆိုင်ပဲနဲ့လည်းလူငယ်လူအများကြီးပါပဲ။ ဒါပေမဲ့ပိုကတော့ဟိုဟိုပျော်တယ်ပေါ့နော်ပိုကပျော်ရှင်မှုကအဲ့ဒါပေါ့ဟိုသူများတွေကကြတော့လေသူတို့ကသူတို့သူတို့ဆိုင်နေသူတို့ရှားပျော်နည်းရှိမှာပေါ့ပိုကကြတော့အပြင်ဆိုက်ရတာကြိုက်ရှားဆောင်ကတော့ပိုကများသဖြင့်ဟိုဟိုပေါင်းတင်တာများတယ်သူကကြတော့ပိုကတိတ်ပြီးတော့အိမ်မှာဘယ်မှမသွားခြင်းဘူးဆိုလို့ရှိရင်ရှားဆောင်လက်ပတ်ကိုကတော့လည်းပဲဘေးနှစ်ဖက်ကိုတီးပြီးတော့ခလေပေါ်ပန်းကိုတီးလိုက်တယ်။ပြီးရင်အဲ့ဒါကိုရေခဲတက်တာထည့်ထားရတယ်။ ခဲရောမှာပဲတုံးတာပိုကောင်းတယ်ဘာလို့ရေခဲရကြတော့အာချွတ်ပေါက်ခြင်းပြီးတော့သားယူ close တယ်လေဒါပေမဲ့ပိုးမွားရရှိရတော့ဖြစ်နိုင်တယ်အဲ့တော့တေချာလေးဘူးလေးနဲ့တေချာထည့်ပြီးတော့တုံးတယ်ပေါ့နော်ဒါပေမဲ့တဘာဝပစ္စည်းတွေအကုန်လုံးကလေဘာမှမကုန်မဲနဲ့အကျိုးရရသီးလားလူတွေကနည်းနည်းလေးပြင်းလို့ပါ